မင်္ဂလာပါအင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာစိုးကောင်းနှင့်တလားစာဆောင်းရန်ရှောင်းရများကိုကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။အင်္ဂါသားသမီးမိတ်ဆွေတွေလူချစ်လူခင်ပေါများနေပြီးတော့17ရက်ပိုင်းမှာမျက်နှာပန်ပီယာဆန်းနေပွင့်နေပဲမိတ်ဆွေတို့အနေနဲ့မိကောင်းဆွေကောင်းတို့ရဲ့အကူအညီကောင်းနေရရှိမယ်။အလောက်ကိုင်းနေဟိုဟိုဒီဒီပြောင်းရွှေ့လောက်ကိုင်းလိုသောစိတ်တွေဖြစ်ပေါ်နေတတ်ပြီးတော့စတူလောက်ကိုင်းရတဲ့အလောက်တွေမှာစိတ်နှောင့်ရှက်ဖြစ်ရ တာမျိုးနားလည်မှုလွဲရတာမျိုးလေးတွေကြုံရတတ်ပါတယ်။စက်ပစ္စည်းမြေဝင်တတ်ပြီးတော့မိษွေတို့အနေနဲ့အိမ်ပြုပြင်ရတာမျိုးအိုးသေးအိမ်သစ်တွေစောက်လို့ရတတ်ပါတယ်။လက်ရှိလောက်ကိုင်းနေသောစီးပွားရေးလုပ်ငန်းများဒီ၁၇လပိုင်းတလားတာမှာထင်သလောက်ခရီးမပေါက်ဖြစ်နေမယ်။ငွေကြေးကိစ္စတွေခက်ခဲနဲ့ကြုံရမယ်။မိษွေတို့အနေနဲ့မမျော်လင့်သောအကုန်ကြများကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျွေးတင်နေတတ်ပါတယ်။ဒီ၁၇လပိုင်းတလားတာမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိษွေတို့အနေနဲ့လုပ်ငန်းတော်တော်များများမှာတစ်ချိန်နဲ့မ အောင်မြင်မဲနဲ့နှစ်ကြိမ်လောက်ကင်ရတတ်ပါတယ်။ချစ်သူဆောင်တွဲများဒီ၁၇လပိုင်းမှာကြည်နူးစရာပျော်ရွှင်စရာတွေနဲ့ပြီးနှက်နေပြီးတော့မင်္ဂလာသတင်းကောင်းများလဲကြားရပြီးကမှရက်ရွေ့သွားတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ိမ်နောင်ရှင်များမိမိရဲ့အိမ်နောင်ဘန်းမိသားစုဝင်များနဲ့စိတ်ဝမ်းကွဲစရာကိစ္စတွေနဲ့ကြုံရတတ်ပါတယ်။အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာဘာပြဿနာပဲကြုံလာကြုံလာမိတ်ဆွေတို့အနေနဲ့ဒေါသတကြီးစိတ်လိုက်မှန်မှဖြေရှင်းတာမျိုးတွေကိုစင်ကျင်သင့်ပါတယ်။ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာပညာကောင်းပညာထူးတွေရရှိတတ်ပြီးတော့ပညာဖြင့်လက်ရမယ်။စာမိုးဝဲအလုတ်အင်တာဗျူးအလုတ်စာမိုးဝဲမိမိရည်မှန်းသလိုမဖြစ်ဘဲနဲ့စိတ်အလိုမကျစရာလေးတွေဖြစ် စ်နေတတ်ပါတယ်။မိษွေတို့အနေနဲ့လက်တလောမှာမိမိရည်မှန်းထားတဲ့ရည်စူးထားတဲ့ကိစ္စတွေရှိတယ်ဆိုရင်ရဲရဲဟွန်းဟွန်းလောက်ကင်မှာအောင်မြင်မှုတွေရရှိတတ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာကျမ်းမာရေးအနေနဲ့သွေးပေါင်းချိန်မမှန်ခြင်းဥကောင်းမကြည်မလင်ဖြစ်ခြင်းချောင်းဆိုးရင်ကျက်ဖြစ်ခြင်းအစာမှာနှလုံးအားနေသောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းလာတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်6ရက်20နဲ့6ရက်20နဲ့8ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကိုညီမဲ့သူတွေနဲ့ကြုံရတာမျိုးလေးတွေကြုံရတတ်ပါလေအဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်တော့မယ်ဆိုလို့ရှိရင်၄ရက်၁၇ရက်၂၀ရက်နေ့တွေကိုရှောင်ရှားသင်ပါတယ် အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလားပိုင်းမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝတ်အစားပစ္စည်းတွေမှာပန်းရောင်လိမ္မော်ရောင်အဝါရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းခြင်းတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနံပါတ်မှာ6စာ9စုံပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင့်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့လက်ဖက်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့လှူဒန်းရင်လက်ဆောင်ပေးရင်စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ တ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေပေါ့နော်အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတန်မြာရေ6ခွက်လူတန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူတောင်းရင်းဒါလူတန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ7လပိုင်းမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးကျွန်တော်ပြောခဲ့တဲ့ရေရာလေးတွေကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်ခဲတွေကနေပြီးတော့လွတ်မြောက်ပါစေမိမိတို့လောက်ကိုင်းလျက်ရှိသောလုံ ငန်းဆောင်တာကိစ္စဝဝတွေမှာရောင်းမှန်းသာ၍ဝယ်ပန်းလာပါသည် စိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဒီစတလာပိုင်းမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါသည်လို့ကျွန်တော်စူတောင်းမြတ်တာပို့သားရင်စတလာပိုင်းတွင်အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတွင်တလဇာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်